ဒီနေ့မှာတော့စားဘူးများတွေမှာအကောင်းဆုံး breakfast buffet နဲ့အညာဆုံး dessert ရှိတဲ့နေရာလေးကိုခေါ်သွားမှာဖြစ်ပါတယ်။မယန်းကုန်းမြို့နယ်ကဘာကြီးဖျားလမ်းမပေါ်ချော်ရင်းကုန်းမှတ်တိုင်ကြီးက meeting point မှာစနေတနင်္ဂနွေနေ့ရက်တည်းကမှမနက်9:00နာရီကနေနေ့လယ်7:00နာရီထိပဲရောက်ပါတယ်။ဒါကတော့ buffet စင်းလုံးလေးတွေပါ wine တွေအများကြီးရှိပြီးတော့ air con ခန်းထဲမှာတက်တောင့်တက်တာထိုင်စားရတာဖြစ်တဲ့အတွက်အရန်အဆင်ပြေပါတယ်။သူ့ရဲ့ buffet ထဲမှာ dim sum အပါအဝင်မျိုးစား40လောက်ပါဝင်တယ်လို့ကြေညာထားပေမဲ့ကျွန်တော်တို့သွားစားတော့မရှိတာကြီးလည်းရှိပါတယ်။ တဲရုပ်ထင်းကျော်ကရိုးရိုးရှင်းရှင်းနဲ့စားလို့ကောင်းတယ်။အကျော်ဆုံးဆိုရင်လည်းစီတန်တန်နဲ့ဘုံနဲ့နဲ့အိမ်မှာကြော်ထားတဲ့အရာသာမျိုးရပါတယ်။ကြောင်းမူလေးကတော့တဘာဝအတိုင်းတော်တော်ချိုတယ်။ဖတ်ထုတ်ကအထက်အစာရောအပြင်အဖက်ရောကိုကြော်ထားတာမှွေးပြီးတော့စားကောင်းပါလေ။ကော်ဖီနှပ်ထားတာကခက်ခါဆင်းဆင်းလေးနဲ့ကျွန်တော်ကြိုက်တဲ့အနေအထားမျိုးပါ။ ုံတို့ခေါ်ဆွဲရလေစက်သားဘက်တွေအများကြီးပါပြီးတော့အရေးရလေဆင်းဆင်းလေးနဲ့စားလို့ကောင်းပါလေသူ့ရဲ့အစားအသောက်တွေကအိမ်ချက်အရသာလိုမျိုးခံစားရတယ်။တန်ရှင်းနေ ပူရီကတော့အိန္ဒိယဆိုင်ဒီလောက်တော့အရသာမကောင်းဘူးပေါ့စမူစာအထဲမှာအာလူတွေကြစ်ကြစ်လေးလေးနဲ့အစာဆက်ထားတာလည်းကောင်းတယ်ပလာတာကိုလိတ်ခုပ်ပုံစံအထဲမှာကောင်းချင်းငချိတ်အစာသွတ်ထားတာလေးကတော့အချိုလေးနည်းနည်းလိုပါတယ်မုတ်ကြစီအီလေးတွေကထဉျက်ရီချိုချိုလေးရဲ့အုံဒီဘက်မှမွေးလေးတွေရဲ့အကြောင်းပူပြီးတောက်လို့ကောင်းပါတယ်ဂျင်းဆန်းကမှားရာရှစ်ပွဲလောက်ကိုနှစ်ပွဲစီတော့ခွဲပြီးလာချပြီးတော့ နှစ်ပေါင်းလောက်ရဖို့15မိနစ်မိနစ်30 45မိနစ်လောက်ကြာပါတယ်။ယူယူအသားလုံးကိုပေါင်းထားတယ်လို့ပဲဖြစ်နေတယ်။အရသာထူးခြားမှုဘာမှမရှိဘူး။ကျွန်တော်စားဘူးသူများ breakfast buffet ထဲမှာဆိုရင် dim sum ကလွင် တော်တော်စားကောင်းတယ်လို့ပြောရမှာပါ။ကျွန်တော်မစားခဲ့ရဆိုလို့နန်းကြီးတုတ်ခေါဆွဲတုတ်စားတဲ့အတုတ်တွေပဲရှိမယ်။ ကြိတ်တွေပုံနှုတ်ကြောက်ကြောတွေရလဲသူရတာနဲ့သူစားလို့ကောင်းပါလေလက်ဖက်ရည်ကကြားစိမ့်ရတာလေးပါ